အားလုံးမင်္ဂလာပါဗျကျွန်တော်ကတော့မူလဘူတာပထမမောင် AI ပဲဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့ KBS ရုပ်သံလိုင်းရဲ့အစောပိုင်းရုပ်သံဇာတ်လမ်းတွဲတွေအကြောင်းတင်ဆက်ပေးသွားပါမယ်ဗျ KBS ရဲ့ပထမဆုံးရုပ်သံဇာတ်လမ်းကို1962ဇန်နဝါရီလမှပဲထုတ်လွှင့်ခဲ့ပါတယ် I want to be human to လို့အမည်ရတဲ့ communist စံချိန်ရဲ့ရုပ်သံဇာတ်လမ်းတစ်ခုပါ အစောပိုင်းကာလရုပ်တံလိုင်းတွေရဲ့ပါဝါကိုအသုံးချပြီးပြည်သူတွေရဲ့နိုင်ငံရေးအမြင့်ကိုလှုံ့ဆော်တဲ့ဒီဇလန်ဟာတောက်ကြနေဇလန်တွဲအစီအစဉ်ရဲ့ပထမဆုံးဒရမာဇလန်ဖြစ်လာခဲ့ပါတယ်။အပိုင်းတစ်ပိုင်းနဲ့ရှိတာမို့ဇလန်တွဲတော့မဟုတ်ခဲ့ဘူးဗျ။အဲ့ဒီတုန်းကကင်မရာနှလုံးနဲ့ပဲရိုက်ခဲ့ရပြီးရိုက်ကူးရေးအဖွဲ့ကလည်းနီးစနစ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေများသေးတဲ့အပြင်အတွေ့အကြုံကလည်းနေသေးတော့မကြာခဏဆိုသလိုအမားတွေလုံးမိပါတယ်။ဒါပေမဲ့ဖလင်ခက်ခဲကြောင့်ရိုက်ကူးရဲ့အမားတွေရှိခဲ့ရင်တောင်ဖြတ်မပြစ်ပြန်မရိုက်ပဲအဲ့ဒီအတိုင်းပဲထုတ်လွှင့်ခဲ့ပါတယ် အဲ့ဒီနှစ်မှာပဲကိုရီးယားနိုင်ငံရဲ့ပထမဆုံးဇလန်းတွဲလို့ပြောလို့ရတဲ့ Backstreet of Soul ဇလန်းတွဲကို KBS ရဲ့ Sunday Drama အစီအစဉ်မှာထုတ်လွှင့်ခဲ့ပါတယ်။အပိုင်းလေးပိုင်းပါဝင်ပေမဲ့တပိုင်းနဲ့တပိုင်းကဇလန်းအကြောင်းအရာဆက်စပ်မှုမရှိတည်တံ့ဖြစ်နေတဲ့ Onibus Format ပုံစံဇလန်းတွဲဖြစ်ပါတယ်။ဒီဇလန်းတွဲကလည်းပတ်ချန်ဟီရဲ့ဝါရဖြန့်ချီရေး policy ဇလန်းတွဲတွေကတစ်ခုဖြစ်ပါတယ်။ဇလန်းတွဲတွေစတင်ထုတ်လွှင့်လာပေမဲ့ရုပ်သံလိုင်းတွေအတွက်တည်တံ့ပညာရှင်တွေမရှိသေးပါဘူး။ ညာတော်အဖြစ်အတန်လွင့်ဌာနဘက်ကအတန်တရုပ်ဆောင်တွေဇင်းညွန်ဆရာတွေဒရိုက်တာတွေနောက်ပြဆက်တဲ့ရုပ်ရှင်လိုင်းဘက်ကပညာရှင်တွေအကူအညီအများကြီးယူနေရပါသေးတယ်ဒီကာလတွေဟာရုပ်တန်ဇလန်တွဲတွေအတွက်စမ်းသက်ဆက်ကာလလို့ပြောလို့ရပြီးကြီးစုသူပြိသက်တွေအားရလောက်တဲ့ဇလန်တွဲတွေများများဆားဆားမရှိသေးဘူးဗျ1964မှာပက်ဆိုးရရဲ့ခွင့်ပြုပေးမှုနဲ့အတူဒုံယန်ကမ္ပဏီကနေဒုံယန်တီဗီလို့အမည်ရတဲ့ရုပ်သံလိုင်းတစ်ခုပေါ်ပေါက်လာခဲ့ပါတယ် 1964မှာပဲပထမဆုံးနေ့စဉ်ဒရာမာဖြစ်တဲ့ It Is a Knowing ကိုဒုံယန် TV ကနေထုတ်လွှင့်ခဲ့ပါတယ်။နေ့စဉ်ဒရာမာဇလန်တွဲဖြစ်ပေမဲ့လူကြိုက်နေခဲ့တဲ့အတွက်28ပိုင်းနဲ့ပဲစောစောစတင်ခဲ့ပါတယ်။ဒီနှစ်ထဲမှာပဲ KBS ကလွှင့်တဲ့ VS Story တီရတာကိုတော့ပရိသတ်ကလက်ခံကြအားပေးကြပါတယ်။ထုံးစံအတိုင်းပတ်ဆိုးရရဲ့ပေါ်လစီဇလန်တွဲကွန်မြူနီစန့်ကျင်ရေးဇလန်ပါပဲ။ ဇင်းညွန့်ဆရာဒါရိုက်တာကအစတရုတ်ဆောင်မင်းသားမင်းသမီးအစုံနမဲ့ကြီးဒိတ်ဒိတ်ကျဲတွေကြီးတုံးထားတာဆိုတော့ကြီးရှုသူတွေကတော်တော်လေးသဘောကျကြတာပေါ့ဒီကွန်မြူနစ်ဆန့်ကျင်ရေးဇလန်တွဲအစည်းအဝေးကို1964ကနေ1990ခုနှစ်ကအထိ73နှစ်လောက်ဇလန်ဆက်အိမ်အမျိုးမျိုးနဲ့တင်ဆက်ထုတ်လွှင့်ခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲ KBS ဟာ PD ကင်ဂျေဟွန်ရိုက်ကူးခဲ့တဲ့ The Land of 10000စင်မိုင်ကို ထုတ်လွှင့်ခဲ့ပါတယ်။တမိုင်းအတိအကျအကြောင်းအရာကိုအခြေခံထားတာမဟုတ်ပဲဒဏ္ဍာရီလာဇလန်တစ်ခုဖြစ်ပါတယ်။ အစောပိုင်းကာလမှာတမိုင်းအထောက်ထားအခိုင်အမာရှိတဲ့ဇလန်းတွေထက်အဲ့ဒီလိုပစက်ရဇဝင်ဇလန်းတွေကိုပိုမိုရိုက်ကူးခဲ့ကြတယ်ဗျ။အစောပိုင်းကာလတွေမှာအက်ရှင်ဒရာမာတွေဆိုရင်ဂျပန်နဲ့အမေရိကန်ကရုပ်ရှင်ဒရာမာတွေပဲတင်သွင်းထုတ်လွှင့်ခဲ့ပါတယ်။ဒါပေမဲ့1965မှာတော့ပြည်တွင်းဆုံးထောက်ဇလန်းတွေဖြစ်တဲ့ Black Notebook ကို TVC ရုပ်သံလိုင်းမှာထုတ်လွှင့်ခဲ့ပါတယ်။နောက်ပိုင်းမှာ Detective Notebook လို့နာမည်ပြောင်းလွှင့်ခဲ့တဲ့ဒီဇလန်းတွေဟာအပိုင်း65အထိရှိခဲ့ပြီးလူကြိုက်များအားပေးခြင်းကိုခံခဲ့ရတယ်ဗျ။ ဒုံယန် TV ရုပ်သံလိုင်းဟာဒီနှစ်ထဲမှာ JBS ဆိုပြီးနာမည်ပြောင်းလိုက်ပါတယ်။ဒါပေမဲ့ KBS နဲ့စင်တူယိုမှဖြစ်နေတဲ့အတွက်1966မှာ DBC ဆိုပြီးနာမည်ထပ်ပြောင်းခဲ့ရပါတယ်။ကျွန်တော်အခုပြောခဲ့သမျှရုပ်သံဇာတ်လမ်းတွဲတွေဟာစရင်မှတ်တမ်းလောက်ပဲကြန့်ရှိခဲ့တာပါ။ Video File Film File နေနေတော့တကားမှကြည့်စရာမရှိတော့ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီတုန်းကဖလင်စည်းကြီးလွန်းတဲ့အတွက်ဇလန်းတွဲအပိုင်းတချို့ရိုက်ကူးထုတ်လွှင့်ပြီးတာနဲ့တိမ်ထားမနေတော့ပဲနောက်ပိုင်းတွေရိုက်ဖို့ဖလင်ပြန်သုံးခဲ့ကြလို့ပါ တချို့ဇလန်းတွဲအပိုင်းလေးတွေကိုဖလင်ကုန်ခံပြီးကူးယူသိမ်းဆီးထားခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်ပျောက်ဆုံးခဲ့ရပြီးအခုချိန်မှာ1960ဝန်းကျင်ကဇလန်းတွဲတွေအကုန်အစအနတောင်မကျန်တော့ဘူးလို့ယူဆရပါတယ်။ကိုရီးယားရုပ်တံဇလန်းတွဲတွေကိုရိုက်ကူးတဲ့အခါအစအဆုံးကြိုတင်ရိုက်ကူးထားတာမဟုတ်ပဲဇလန်းတွဲအစ၄ပိုင်းလောက်ပဲကြိုတင်ရိုက်ကူးကြပါတယ်။ကျန်တဲ့အပိုင်းတွေကိုရုပ်တံထုတ်လွှင့်ပြသစဉ်တွင်မှပဲရိုက်ကူးကြတာပါ။ ပရိသတ်ရဲ့ကြီးရှုမှုနှုန်းကိုလိုက်ပြီးဇလန်းတွဲအပိုင်းတွေကိုငကိုမူလလျာထားတာထက်ထက်တိုးတာမျိုးတွေပြတ်သားချိန်မှာကြီးရှုနှုန်းမကောင်းတဲ့ဇလန်းတွဲတွေဆိုလဲဘတ်ဂျက်ချုံပြစ်လိုက်တာမျိုးတွေလည်းရှိတတ်ပါတယ်။ပရိသတ်သဘောကျတဲ့ဇက်ကောင်တွေဆိုလဲဇက်ဝင်ငယ်များများပိုရတတ်တယ်ဗျ။တို့ပေမဲ့ချွင်းချက်အနေနဲ့တချို့အခြေအနေတွေမှာတော့အစအဆုံးကြိုတင်ရိုက်ကူးပြီးမှလွင့်ကြပါတယ်။ဥပမာဇညွန်ကြီးဆရာကသူ့ဇလန်းကိုပြင်ဆင်ဖို့စိတ်ကူးမရှိပဲဇလန်းကလည်းတကယ်ပေါက်နိုင်လောက်တဲ့ဇလန်းဆက်ွက်ရှိတဲ့အခါမျိုး နောက်တရုတ်ဆောင်ဒါရိုက်တာတွေကအစာထိတ်တန့်အဆင့်ဖြစ်နေပြီးဇလန်းမကောင်းမှကြီးစုသူနဲ့မှကိုစိုးရိမ်စရာမလိုတဲ့အခါမျိုးတွေမှာအစာအဆုံးချိုးတင်ရိုက်ကူးကြပါတယ်။ဒါပေမဲ့များသောအားဖြင့်တော့ရုတ်တန့်လိုင်းတွေကပရိသတ်ကြီးစုနှုံးကို မတိရပဲထုတ်လုံမှုကုန်ကျစရိတ်ကိုမန်းဆပြီးအကုန်မခံလိုတာကြောင့်ထုတ်လွှင့်စင်ရိုက်ကူးတဲ့စနစ်ကိုပဲကျင့်သုံးကြပါတယ်။ဒီစနစ်ကြောင့်အစောပိုင်းကာလမှာလွဲချော်မှုလေးတွေလည်းရှိခဲ့ပါတယ်။ 1969 GBS ရုပ်တံလိုင်းမှာမင်းသားလေးစုရန်လို့အမည်ရတဲ့ရာဇဝင်ဇလံတွဲတစ်ခုထုတ်လွှင့်ခဲ့ပါတယ်။ပရိသတ်တွေကဒီဇလံတွဲကိုကြည်ရင်နဲ့တခုခုထူးဆန်းနေတယ်လို့ခံစားလာရပါတယ်။အဲ့ဒါကတော့မင်းသားရဲ့လက်ထောက်ဖြစ်သူကအပိုင်း28ကလေးကဇလံအရလည်းမဟုတ်ပါပဲ။ဒီတိုင်းပျောက်ချင်းမလားပျောက်သွားလိုက်တာတော်တော်နဲ့ပြန်ပေါ်မလာတာပါပဲ။ဒီပိုင်းမှာပြန်ပါလာနိုးဟိုပိုင်းကြပြန်တွေ့ရနိုးနဲ့စောင်းရင်စောင်းရင်တာအချိန်တွေကြာလာခဲ့ပါတယ်။အဲ့ဒီတရုပ်ဆောင်ကတော့ပြန်မပေါ်လာပါဘူး။ ဒီလိုနဲ့ KBSC ကြီးစုသူတွေရဲ့ဝေဖန်စာမကျင်းတဲ့ကြောင်းပေးစာတွေအပုံလိုက်ကြီးရောက်လာပါတယ်။တကယ်တော့မင်းသားရဲ့လက်ထောက်နေရာမှာတရုတ်ဆောင်တဲ့သူကအပြိုင်လွင့်နေတဲ့ TBC ရုပ်တံလိုင်းရဲ့ရာဇဝင်ဒရာမာတစ်ခုမှသွားပြီးတရုတ်ဆောင်နေရပါ။ဒီတရုတ်ဆောင်ကိုလူရင်းနဲ့ရုပ်တံလိုင်းနှစ်ခုကဒါရိုက်တာတွေကစကားများကြပြီးထိုးကျိတ်ခဏိအထိဖြစ်ခဲ့တယ်လို့ဆိုပါတယ်။နောက်ဆုံးမှာတော့ KBS ဘက်ကနေဒရာမာအလဲလောက်မှာပဲအဲ့ဒီတရုတ်ဆောင်နေရာကိုဖျောက်ခဲ့လိုက်ပါတယ်။ 1990ခုနှစ်မှာ TBC ရုပ်သံလိုင်းကနေလေဒီလို့အမည်ရတဲ့နေ့စဉ်ဒရာမာတစ်ခုထုတ်လွှင့်ခဲ့ပါတယ်1990ခုနှစ်ကာလဝန်းကျင်ကိုအခြေခံထားရိုက်ကူးထားတဲ့ဇလန်းတွဲတစ်ခုဖြစ်ပြီးအပိုင်း253တိရှိခဲ့ပြီးတော့ပရိသတ်တွေကြားမှလည်းအတော်လေးအောင်မြင်ခဲ့ပါတယ်ဒီဇလန်းတွဲကိုည9နာရီနောက်ပိုင်းနေ့စဉ်ပုံမှန်လွှင့်လေ့ရှိပြီးအဲ့ချိန်ရောက်ရင်လမ်းပေါ်မှာလူမရှိသလောက်ရှင်းလင်းနေတတ်ပါတယ်အစောပိုင်းကာလအိမ်တိုင်းမှာ TV မရှိသေးတဲ့အတွက် TV ရှိတဲ့အိမ်တွေဆိုလူတွေပြည့်နေတတ်ပါတယ် လေဒီရုပ်တန်ဇလန်တွဲကိုလည်းအပိုင်း200ကြော့ထိထုတ်လွှင့်ခဲ့ပေမဲ့နောက်ဆုံးတစ်ပိုင်းပဲတင်ထားခဲ့ကြပါတယ်။နောက်ဆုံးတစ်ပိုင်းလေးတောင်ဒီဇလန်တွဲရဲ့နီးစနစ်ဒါရိုက်တာယွန်းဆန်ရှုံးကတင်ထားလို့အခုထိရှိသေးတာပါ။1990မှမတိုင်ခင်ကဇလန်တွဲတွေအကုန် data plane fine တွေအကုန်ပျောက်ဆုံးခဲ့ပြီဆိုတော့ဒီနောက်ဆုံးတစ်ပိုင်းလေးကလက်ရှိကိုရီးယားနိုင်ငံမှာတင်ဆက်ထားနိုင်တဲ့အစောဆုံးရုပ်တန်ဇလန်တွဲ video file ဖြစ်ပါတယ်။ ဒီစကားလွင့်လို့မပြီးသေးခင်မှာပဲ1990မှာရုပ်ရှင်အနေနဲ့ဘူဆမ်မရိုက်ကူးယုံတင်ခဲ့ကြပါသေးတယ်။ဇလန်တွဲလို့ဖြူမဲပုံစံမဟုတ်တဲ့ရောင်စုံကာလာနဲ့ရိုက်ကူးခဲ့ပေမဲ့ဒီရုပ်ရှင်ပါရှင်ကတော့လူကြိုက်မှများခဲ့ပါဘူး။ပထမဆုံး9ရက်အတွင်းကြီးစုသူဦးရေ3000လောက်ပဲရှိခဲ့ပြီးအဲ့ဒီနှစ်မှာပဲအဆက်နောက်တစ်ပိုင်းကိုလည်းဆက်လက်ယုံတင်ခဲ့ပေမဲ့ကြီးစုသူဦးရေကတော့နည်းမြဲနေစေပါပဲ။ဇလန်တွဲလို့မျိုးမဟုတ်ပဲဒီရုပ်ရှင်ဖလင်ဖိုင်တွေကတော့အခုထိရှိသေးပါတယ်။ ရုပ်ရှင်ပါရှင်တွေကမအောင်မြင်ခဲ့ပေမဲ့ဇလန်းတွဲတဲ့ကဘီလိန်နေရာတရုတ်ဆောင်ရတဲ့တရုတ်ဆောင်ကင်းဆယ်ရှင်ကတော့နေရင်ထိုင်ရင်တွေကိုခဏခဏချောင်းရိုက်ခံရတဲ့အထိအောင်မြင်ခဲ့ပါတယ်ဒီတစ်ခေါက်မှာ KBS နဲ့ TBC ရုပ်သံလိုင်းတွေရဲ့အစောပိုင်းဒရာမာဇလန်းတွဲတွေအကြောင်းတင်ဆက်ခဲ့သလိုနောက်အပိုင်းမှာတော့ MBC ရုပ်သံလိုင်းရဲ့အစောပိုင်းဒရာမာဇလန်းတွဲတွေအကြောင်းတင်ဆက်ပေးသွားပါမယ်။အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးပါဗျာ။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။